ကလေကျွန်တော်တကယ်ကြိုက်မှာကိုကြောက်နေတာကျွန်တော်တယောက်ယောက်ကိုတကယ်ကြိုက်လိုက်ရင်ပြတ်သွားရင်အဲ့တော့ကျွန်တော်တိတ်မကြိုက်ရဲဘူးအဲ့တော့တယောက်ယောက်ကိုအခုသဘောကျပြီဆိုတော့ကျွန်တော်ကျွန်တော်မှကျွန်တော် Facebook မှာပဲ reality တွေပေးလိုက်သူ့ mind daily တွေခိုးကြည့်လိုက်အဲ့လေအဲ့လိုလေနေကြတယ်ကောင်းပါတယ်တစ်ဖက်သက်တစ်ဖက်သက်အခြေကလေတကယ်တမ်းပြောရင်ဟိုအားမလို့အားမရတော့ဖြစ်ရတာပေါ့နော်ဒါပေမဲ့တယောက်တည်းချက်နေရတာပေါ့ကောင်းတယ်နှစ်တွေအကြာကြီးနှစ်တွေအကြာကြီးတကယ်တွဲပြီးတော့ပြတ်သွားတာဆိုလေးယောက်ပေါ့ဟုတ်မဟုတ်နှစ်ယောက်ကတော့နှုတ်ပညာလောကအကျန်တဲ့နှစ်ယောက်ကတော့ အကာကြီးကမှာကတော့ဒီဟာတာကားလေးထဲမှာမှာဟာတာမဟုတ်တော့ဗီလင်လေးတကောင်ပေါ့ဟာကျွန်တော်မမေ့အောင်ပြောရရင်ရိုက်တာကြာပြီရိုက်တာကြာပြီကျွန်တော်မမေ့ပါရင်ကျွန်တော်နာမည်ပါတော့လဲမမေ့ပါရင်ဒီတိုင်းမှာဘူးကိုအသေးစံပို့ရတာရမုံပေါ့ဟုတ်တယ်မကြီးအခုတစုံတယောက်ရဲ့တစုံတကားမှာလည်းအဲ့လိုဖြစ်သွားတယ်ကျွန်တော်ကလေအမှန်တမ်းပြောကျွန်တော်ဒီရုပ်ရှင်လောကရဲ့အဲစာဝင်လာပြီးတော့ကျွန်တော်နောက်ပိုင်းရုပ်ရှင်ကားကြီးတွေပေါ့နော်ကျွန်တော်ဦးစတီနဲ့စပြီးရိုက်ရတာပေါ့ စားရရတဲ့အချိန်အားနေစပြီးကျွန်တော်ကတကယ်တော့ကျွန်တော်ငငယ်လေးတွေကလည်းကျွန်တော်ကရုပ်ရှင်ကြည့်ရင် villain တွေ van တွေကိုကျွန်တော်ပို့ကြိုက်တာအဲ့တော့အဲ့ဒီဟာတွေကိုကျွန်တော်ပို့ရိုက်ခြင်းလေအဲ့တော့ဥစရိနဲ့တောက်လျှောက်ဆိုလို့ရှိရင်ဥစရိနဲ့ရထားဆို15ကားလောက်ရှိရဲအဲ့ဒီမှာကျွန်တော်ကဟိုရဲဖြစ်လိုက်ရဲကတော့3-4ကားလောက်ပဲပေါ့နော်4-5ကားလောက်တော့ရှိမှထင်တယ်ပြီးရင်ကြံတဲ့တော်တော်များများကျွန်တော်ကတကယ်ဆိုးဆိုးပေပေအဲ့လိုဘယ်လိုပြောမလဲ villain ဖြစ်လိုက် van ဖြစ်လိုက်အဲ့လိုအပေတီအောက်တန်းကားလေးဖြစ်လိုက်အဲ့လိုဖြစ်နေတာ ကြိုက်တယ်ကျွန်တော်ကအဲ့လိုမျိုးနေရထိုင်ရရရတော့ဘို့သဘောကြတယ်အပြင်ဘွားအမို့အာရုပ်ရှင်ကတော့ကာရက်တာရပါတော့အပြင်မှာကျတော့တကယ်တမ်းပြောရင်ဒါဟိုလေဘသူမပြုတ်မိမှုပဲကိုကဒါဟိုတရားရခိုင်နှုန်း100%ကြီးကောင်းမွန်နေမယ်သူတို့ဖြစ်စေခြင်းတဲ့အတိုင်းကိုကလိုက်လုံးနေမယ်လိုက်ဖြစ်နေမယ်ဆိုရင်တော့ကြံရင်ဖြစ်စရာအကြောင်းတော့မရှိဘူးပေါ့နော်လူတိုင်းကတော့ကျွန်တော်တို့တယောက်ချင်းစီမှာ ဟိုအတကူကြီးရှိကြတယ်လေကျွန်တော်ဒီလက်ချောင်းလက်ချောင်းလေးရတော့တချောင်းနဲ့တချောင်းမငြီးဘူးလေဆိုတော့တယောက်နဲ့တယောက်ကစေရောထားခြင်း100%တိုက်ဆိုင်ဖို့ဆိုတော့မဖြစ်နိုင်ဘူးတစ်ခါတလေမှကိုဖြစ်ချင်တာတွေသူဖြစ်ချင်တာတွေအဲညှိလို့နှိုင်းလို့မရတဲ့အခါမှာအရင်ကြီးကြီးကောင်းကောင်းမွန်မွန်နဲ့ချင်းချင်းကင်ကင်လမ်းခွဲလိုက်တာကကိုကောင်းတယ်ဆိုတဲ့ဟာမျိုးပေါ့နော်ကျွန်တော်လည်းကံကောင်းပါတယ်ဟိုကျွန်တော်နဲ့ချစ်သူရေးသားဖြစ်ပြီးတော့အဲအကြောင်းချိုးချောင်းလည်းမတိုက်ဆိုင်လို့လမ်းခွဲသွားကြတဲ့သူတွေအကုန်လုံးကလည်းအခုချိန်ကြီးချင်းချင်းကင်ကင်ဟိုမိတ်ဆွေတကယ်ချင်းမောင်နှမတွေလိုပဲကျွန်တော်တို့ကအခုချိန်ကြီး ျွန်တော်လည်းသူတို့ဒုက္ခမဖြစ်သလိုသူလည်းကျွန်တော်ကိုဒီမှာဒုက္ခမဖြစ်ဘူးကျွန်တော်ကလေကျွန်တော်တကယ်ကြိုက်မှာကိုကြောက်နေရကျွန်တော်တယောက်ယောက်ကိုတကယ်ကြိုက်လိုက်ရင်ပြတ်သွားရင်အဲ့တော့ကျွန်တော်တိတ်မကြိုက်ရဘူးအဲ့တော့တယောက်ယောက်ကိုအခုသဘောကျပြီဆိုတော့ကျွန်တော်ကျွန်တော်မှကျွန်တော် Facebook မှာပဲ reality ပေးလိုက်သူ့ mind daily ကိုခိုးကြည့်လိုက်အဲ့လေအဲ့လိုလေးနေတော့ကောင်းပါလေတစ်ဖက်တစ်ဖက်တစ်အချက်ကလေ တကယ်တမ်းပြောရင်ဟိုအားမလို့အားမရတော့ဖြစ်ရတာပေါ့နော်ဒါပေမဲ့တယောက်တည်းချစ်နေရတာပိုကောင်းတယ်နှစ်ယောက်ချစ်တဲ့ဟာမှအခက်မသိရင်ရန်ဖြစ်တာကြီးစကားများတာကြီးနဲ့နှစ်ယောက်စလုံးစိတ်ဆင်းရရမှာလေတခါလေကိုယ့်ရဲ့အချိုးမပြေတဲ့အပြောဆိုတွေလောက်ရတဲ့ကြောင့်လေဒီမှာသားသမီးကစိတ်ဒုက္ခရောက်အောင်လေဆိုတော့ရှိအများကြီးပဲအများကြီးပဲအများကြီးအများကြီးကျွန်တော်အဲ့လိုကောင်းဟိုလေယောက်ျားလေးယောက်ျားလေးဖြစ်တဲ့အတွက်ကောင်းမလေးချောချောလေးမြင်တော့ဒါသဘောကျတာတဘာဝပဲလေဆိုတော့ကျွန်တော်မလိမ့်မငင်းဟိုကျွန်တော်သဘောကျတဲ့ကောင်းမလေးအများကြီးရှိရဲဒီလိုပဲသဘောကျတာပါချောချောတယ်လှတယ်ပေါ့ အဲ့လိုမျိုးလေးသဘောကျတယ်ကြိုက်တယ်ငငယ်တုန်းကတော့ဟုတ်တယ်ငငယ်တုန်းကတော့အဲ့လိုလေအဟိုကြက်မပြည့်တဲ့အတွေးလိုပဲပြောရမှာပေါ့နော်ငငယ်တုန်းကတော့ငါးကောင်မလေးကပိန်ပိန်လေးနဲ့သပင်ရှိရှိလေးနဲ့တော့ဘာဖြစ်လို့ညာတို့အဲ့လိုလေခလေးအတွေးလေးလေဒါပေမဲ့ကြီးလာတဲ့ခါကျတော့အဲ့လိုမျိုးဟိုမိန်းကလေးတွေဆိုလို့ရှိရင်အဲ့လိုပြည့်ပြည့်ဖြူဖြူလေးသဘောကျတယ်ကြိုက်အဲတကယ်တမ်းကလေကျွန်တော်တိတိကျကျနှစ်တွေအကြာကြီးနှစ်တွေအကြာကြီးတကယ်တွဲပြီးတော့ပြတ်သွားတာဆိုတော့၄ရောက်ပေါ့၄ရောက်၄ရောက်ကျွန်တော်ပရမောသုံးတယောက်နဲ့က တော်ဆုံးတယောက်နဲ့ကကျွန်တော်၃နှစ်ခွဲနောက်တယောက်ကနောက်တယောက်က၃နှစ်နဲ့ခွန်းလားအဲနောက်တစ်ယောက်ကနှစ်နှစ်အဲနောက်ဆုံးတစ်ယောက်က6နှစ်ခွဲဟုတ်တယ်လေကျွန်တော်ကျွန်တော်ဒီကိုကိုကိုပို့ချစ်ပြီးတော့အဲတချို့အရာတွေမှာအတ္တကြီးခဲ့လို့သူတို့နဲ့ကျွန်တော်လမ်းခွဲဝါရတာလေတကယ်လို့သာ ကိုထက်သူတို့ပိုချစ်ခဲ့မယ်သူတို့အလိုအတိုင်းကြကျွန်တော်အကုန်နေပေးခဲ့မယ်ဆိုရင်တော့အခုချိန်ကြီးသူတို့နဲ့ကျွန်တော်မပြတ်ဘူးပေါ့ဟုတ်မဟုတ်နှစ်ယောက်ကတော့နုပညာလောကအကျန်တဲ့နှစ်ယောက်ကတော့အပြင်လူငယ်တော့မဟုတ်တော့ကျွန်တော်လူကြီးဖြစ်သွားပြီပေါ့နော်တော်တော်ကြီးနေပြီအဲ့တော့ကျွန်တော်ငယ်ဘွားတွေကပြောရလို့ရှိရင်ပေါ့နော်ကျွန်တော်တို့တော်တော်များများကအဲကျွန်တော်တို့ဒီဗမာနိုင်ငံမှာရှိတဲ့လူတော်တော်များများရဲ့အဲဖြစ်နေတဲ့ပြဿနာတခုကကျွန်တော်တို့ကတမိသား1500အချစ်ကိုရှေ့တန်းအရန်တင်တဲ့ပြဿနာပေါ့နော်အဓိကကျွန်တော်တို့ရဲ့ ပုံမှန်သူများနိုင်ငံတွေမှာကြည့်လိုက်လို့ရှိရင်ဒါစကလေးစကလေးကျပြောစီအောက်ကနေဝိုင်းဆဲကြအောင်မယ်ဟိုကိုရှိရင်းနဲ့ကိုမိသားစုအတွက်ကိုအဓိကဦးစားပေးပြီးသူများတကာတွေရလောက်ကြတာဒါပေမဲ့ကျွန်တော်တို့ကြတော့အဲ့လိုမဟုတ်ဘူးကျွန်တော်တို့ကအဓိကစိတ်ခံစားချက်ကိုရှည်တန်းတင်ပြီးတော့တမိသားအချက်ကိုပဲရှည်တန်းတင်ကြတာအဲ့ဒီမှာကျွန်တော်ကတော့ဟိုထိတ်ဆုံးမှပြူးနေအောင်ပါနာမည်ရကြီးပဲဒါကြောင့်လေဒီလိုတွေဖြစ်နေခဏခဏအသေးကွယ်ဆဲကြတော့